ရွာလေးရဲ့နောက်ဘက်မှာမူချိုရောလို့အမိရတဲ့တောအုပ်ကြီးရှိပါတယ်။ဒီတောအုပ်ကိုဖြတ်သွားဘူးတူတိုင်းပြောက်ွယ်သွားတယ်။ဒါမှမဟုတ်အယူးမှုဖြစ်ပြီးပြန်လာတယ်လို့ရွာသားတွေပြောကြတယ်။ညဘက်ဆိုတောထဲကနေအော်တန်တွေငိုတန်တွေတခါတလေလူရဲ့တန်နဲ့တူရဲ့တန်မျိုးတွေကြားရတတ်တယ်လို့ပြောတယ်။ဒီနေ့မှာရွာကလူငယ်တစုဟာမိုးမိုးကြော်ကြော်လူကြီးတို့ကဒီတော့အုပ်ကြီးကိုစွန်းစားဖြတ်ကျော်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ဒါဟာလှည့်စားမှုတစ်ခုပဲ။ဘာမှမရှိဘူးလို့ယုံကြည်ကြတယ်ညနေခင်းမှာသူတို့လေးယောက်တော့အထဲကိုဝင်သွားလိုက်ပါပဲ။ စပိုင်းမှာအရာအလုံးတာယာနေပေမဲ့စေနာကြီးလောက်ကြတဲ့အခါသူတို့ဟာတူညီတဲ့နေရာကိုအချိန်ကျင်ရောက်နေတာကိုသတိထားမိတယ်သူတို့လေးယောက်ကကောင်းကောင်းကိုကြီးလိုက်တဲ့ချိန်မှာချက်ချင်းပဲပျောက်သွားပြီးလေရွေကအေးစိမ့်လာနေတာအရေးတွေဟာပိုရှည်ရလာတယ်ချက်ချင်းဆိုသလိုတစ်ပင်တွေရဲ့ကြားကနမောင်တဲ့အရာတစ်ခုရွေ့ရနေတာကိုစုစုလေးကမြင်လိုက်ရတယ်အဲ့ဒါပါလဲလို့သူမရဲ့တန်တုံလောက်သွားတယ်ကြံသူတွေလည်းလက်ကြည့်မိတယ်ဘာမှမမြင်ရပေမဲ့ခြေလန်းတန်တွေကသူတို့နာနီးကပ်လာတယ် ကျော်ကျော်ကထွက်ပြေးဖို့អော်လိုက်တယ်လေးယောက်သားရှိနေပြေးကြမယ်လို့អော်ပြောပြီးသူတို့နောက်ကအရေးတစ်ခုကလိုက်နေတယ်နောက်ဆုံးမှာသူတို့အိုးစိမ်းတစ်ခုကိုတွေးလိုက်ရတယ်အိုးစိမ်းရဲ့အလဲမှာတွေးနေရထားတဲ့စာလုံးတွေကမင်းတို့ဒီမှာငါနဲ့အတူနေရမယ်လို့ရေးထားတယ်ချက်ချင်းဆိုသလိုသူတို့ရဲ့နောက်မှာတန်တစ်ခုကကြိုးဆိုပါတယ်ညင်ညင်သာသာပြောလိုက်ပါတယ်လက်ကြည့်တဲ့အခါမျိုးလုံးတွေမရှိပဆက်တွေမရှိတဲ့လူပုံတန်တန်ရိတ်တစ်ခုကသူတို့ကိုစိုက်ကြည့်နေတယ်နောက်တနေ့မနေ့ရွာသားတွေကမူချိုရောအုပ်ရဲ့အဆက်မှာကြော်ကြော်ကိုတွေးလိုက်ရတယ်သူဟာအယူးမှုဖြစ်နေပြီး တရေကပြန်ပြောလိုက်တယ်နင်တို့ကငါးနဲ့တူနေရမှာနင်တို့ကငါးနဲ့တူနေရမှာလို့ပဲထက်ခါထက်ခါပေါ်နေတဲ့ကျန်တဲ့၃ယောက်ကိုတော့ဘယ်သူမှတဖန်မတွေ့ရတော့ဘူးဒီပုံပြင်ကဟိုးရှိရှိတုန်းကပြောလာကြတဲ့ပုံပြင်တစ်ပုတ်ဖြစ်ပါတယ်